ရုရှားဟာချာနိုဘိုင်းလိုအခြေအနေကိုကြုံရတော့မဲ့ပုံမှာပူတင်ကတော့အဲ့ဒါကိုမြင်ရဖို့အသက်ရှင်မှာမဟုတ်ပါဘူး။မကြသေးခင်ကဟက်ကာတွေကပူတင်ရဲ့ကျမ်းမာရေးမှတ်တမ်းတွေကိုချိုးဖြတ်ဝင်ရောက်ခဲ့ပါတယ်။ဒေတာတွေရရုရှားအာဏာရှင်အတွက်စိုးရိမ်စရာလက္ခဏာတွေတွေ့ရပါတယ်။ဒီတော့ရုရှားမှာနျူကလ িয়ার ကပ်ဘေးတစ်ခုထပ်ဖြစ်ရင်ဘာတွေဆက်ဖြစ်မလဲ။ဒီအခြေအနေကိုဘယ်လိုရောက်လာရလဲဆိုတာကြည့်အောင်မနေ့တနေ့ကရုရှားစစ်ဌာနချုပ်ကပြည်သူရေစီဒီရေးပေါ်သတင်းစကားကိုပို့ခဲ့ပါတယ်။ Angel Saraf ဒေတာကတမ်ရော့စကန်တစ်ခုမှာရန်သူဒရုန်းတိုက်ခိုက်မှုကြောင့်နျူကလ িয়ার လက်နက်သုံးလုံးတွေပျက်စီးခဲ့ပါတယ်။ရေဒီယိုတတိကြတွေထုတ်လွှင့်နေပြီးစစ်မှုထမ်းအားလုံးဆာရုဖ်ဒေတာနဲ့အနီးတစ်ဝိုက်ကိုတွားရောက်ခြင်းမပြုဖို့အကြံပြုပါတယ်။ဒီသတင်းကရုရှားပြည်သူတွေကိုအထိတ်အလန့်ဖြစ်စေမှာသိကြတယ်။အထူးသဖြင့်ဆိုဗီယက်ခေတ်ကချာနိုဘိုင်းဘေးဒဏ်ကိုမှတ်မိနေတဲ့သူတွေပေါ့။ယူကရိန်းတွေကရုရှားက latest scan မှာနျူကလ িয়ার လက်နက်သုံးလုံးထားတာကိုမသိခဲ့ပါဘူး။ဒါအပြင်စိတ်ဝင်စားစရာမေးခွန်းတစ်ခုကိုလည်းပေါ်လာစေပါတယ်။ ရုရှားကဘာကြောင့်ယူကရိန်းနယ်စပ်နဲ့အရန်နီးတဲ့နေရာမှာနျူကလ িয়ার လက်နက်တွေတူလောင်ထားတာလဲရုရှားဘာတွေစီစဉ်နေရလဲဒီဖြစ်စဉ်တစ်ခုလုံးကိုနည်းနည်းပြန်ကြည့်အောင်မတ်လ20ရက်နေ့ကယူကရိန်း drone တွေက Angels လေတက်စခန်းကို10ပတ်အတွင်းတတရချင်းတိုက်ခိုက်ခဲ့ပါတယ် Euromaidan Press ရဲ့ဖော်ပြချက်အရဒီစခန်းတွေမှာ 295ms နဲ့2160ဘုံးကျဲလေယာဉ်တွေတပ်ဆင်ထားပါတယ်ဒီလေယာဉ်တွေက KH50 fit KH 555နဲ့ KH101 cruise ဒုံးကြီးတွေတုံးပြီးယူကရိန်းနယ်မြေတွေကိုတလကိုတစ်ကြိမ်ဒါမှမဟုတ်နှစ်ကြိမ်လောက်တိုက်ခိုက်လေးရှိပါတယ်။တစ်ခါတိုက်ရင်ဒုံးကြီးဒါဇင်ချီပြီးတစ်ဖက်သက် drone ယာချီနဲ့တိုက်ခိုက်လေးရှိပါတယ်။ရုရှားဟာလာမယ့်လတွေမှာတိုက်ခိုက်မှုနှုန်းကိုပိုမြင့်မှုစီးတင်နေပုံရပါတယ်။ Matchla 20ရက်နေ့မှာဒီစကန်မှာဒုံးကြီးတရတလုံးလောက်တူလောင်ထားတာကိုတွေ့ရပါတယ်။ဒီပမာဏကမော်စကိုနီးက RG1 Design Bureau ဆက်ယုံရဲ့နှစ်လစာထုတ်လုပ်နှုန်းနဲ့ညီမျှပါတယ်။ဒါ့ပြင်ပူတင်အတွက်တော့မကောင်းတဲ့သတင်းပါပဲ။ယူကရိန်းစစ်ဌာနချုပ်ရဲ့အစီရင်ခံစာအရ ယူကရိန်းတိုက်ခိုက်မှုကြောင့် KH-101 cruise တုံးကြီး66လုံးလောက်ပျက်စီးသွားခဲ့ပါတယ်။ဒါတွေကယူကရိန်းမျိုးတွေကိုတိုက်ဖို့ရုရှားရဲ့အထူးရောက်ဆုံးလက်နက်တွေပါပဲ။ဒါကရုရှားစစ်စည်းဝါးရေးအတွက်ကြီးမားတဲ့ထိခိုက်မှုတစ်ခုပါ။ဒီတုံးကြီးတစ်လုံးစီကိုထုတ်လုပ်ဖို့အနည်းဆုံးဒေါ်လာ100တန်းကုန်ကြပါတယ်။ဒါဆိုရင် Angels ကိုယူကရိန်းတိုက်ခိုက်မှုကဒေါ်လာ960တန်းလောက်ဆုံးရှုံးစေတယ်လို့တွက်လို့ရပါတယ်။ဒါအပြင်လောင်စာတူလောင်ယုံတွေအချားစကန်ပစ္စည်းကရိယာတွေရဲ့ပျက်စီးမှုကတော့ဒီငွေပမာဏမှာမထည့်သွင်းရသေးပါဘူး။ဒီ latest scan မှာ 295ms 223m3 နဲ့ 260 nuclear ပုံကျဲလေယာဉ်တွေအများပြားရှိနေတယ်လို့သိရပါတယ်။ယူကရိန်းတိုက်ခိုက်မှုကြောင့်ဒီလင်းအများပြားပျက်စီးသွားခဲ့ပါတယ်။နောက်ပိုင်းဂျိုဒူပုံရိပ်တွေအရဒီတိုက်ခိုက်မှုကရုရှားရဲ့လက်နက်တူလောင်ယုံကိုပါကြီးမားစွာထိခိုက်စေခဲ့တာကိုတွေ့ရပါတယ်။ဒီမှာတူလောင်ထားတဲ့ရုရှားလက်နက်တွေရဲ့67ရာခိုင်နှုန်းပျက်စီးသွားပြီး73ရာခိုင်နှုန်းမှာပျက်စီးယိုယွင်းနေတာ 25ရာခိုင်နှုန်းလောက်သာကျန်ရှိတော့တယ်လို့သိရပါတယ်။တကယ်တော့ယူကရိန်းတိုက်ခိုက်မှုနဲ့နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုကအရင်ပြင်းထန်လွန်းလာတာပြောင်းမိုင်ပေါင်းများစွာဝေးကွာတဲ့နေရာကတော့ခံစားလို့ရခဲ့ပါတယ်။ဒီမှာစခန်းကနေ6ကီလိုမီတာ၄မိုင်အကွာကကြေးရွာတစ်ခုကနေရိုက်ကူးထားတဲ့ဗီဒီယိုရှိပါတယ်။ဒီလိုမြင်ကွင်းကဘာကြောင့်ရုရှားကရေးပေါ်အခြေအနေကြီးညာခဲ့ရတယ်ဆိုတာရှင်းပြနေပါတယ်။ဒါကရှာရှာပပဖြစ်ရပါ။ဘာလို့လဲဆိုတော့ရုရှားကစစ်အတွင်းမှာသူတို့စစ်စခန်းတွေကိုတိုက်ခိုက်ခံရတာကိုအသိအမှတ်ပြုလို့မရှိဘဲဖုံးကွယ်တက်လို့ပါ။ဒီတခါတော့ရေးပေါ်အခြေအနေကြီးညာလိုက်ရတာက ယူကရိန်းတိုက်ခိုက်မှုရဲ့ပြင်းထန်မှုကိုတက်သေးပြနေပါတယ်ဒီတိုက်ခိုက်မှုကြောင့်ဒေတာကန်အုပ်ချုပ်ရေးမှုကစစ်စတင်ကလေးကအကြီးအမားဆုံး drone တိုက်ခိုက်မှုလို့သတ်မှတ်ခဲ့ပါတယ်တကယ်တော့ drone တိုက်ခိုက်မှုကကြီးမားတာမှန်ပေမဲ့ပေါက်ကွဲမှုကပိုကြီးခဲ့ပါတယ်ဘာလို့လဲဆိုတော့ drone တွေကလက်နက်တူလောင်ရုံကိုထိမှန်တဲ့အတွက်ဒုတိယကြိမ်ပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ပါအခုချိန်ထိဒီဒေတာမှာရေဒီယိုတက်တီကြွမှုတွေဘလောက်ထိထွက်နေတယ်လဲဆိုတာတိတိကျကျမသိရသေးပါဘူးချာနိုပိုင်းလိုဖြစ်ပျက်မျိုးမဖြစ်စေဖို့အာနာပိုင်းတွေကလူလူကိုအချက်လက်တွေမျှဝေပေးဖို့ညှော်လင့်ပါတယ်မကြသေးခင်ကဇယ်လန်စကီးက ်ပူတင်ရဲ့အသက်အရွယ်ကိုထောက်ပြခဲ့ပါတယ်။အမျိုးသားရုပ်သံလိုင်းပေါ်မှာပူတင်မှာအသက်ဆက်နေဖို့နှစ်အနည်းငယ်ပဲကျန်တော့တယ်လို့ခန့်မှန်းပြောဆိုခဲ့ပါတယ်။ပူတင်ကဒါကိုကြောက်နေပါတယ်။ဒုတိယကြောက်တာကသူ့အာနာဆုံးရှုံးမှာကိုပါ။ဒါကလူမှုဖွဲ့စည်းရဲ့တည်ငြိမ်မှုပေါ်လဲမူတည်ပါတယ်။သူ့အသက်အရွယ်ပေါ်လဲမူတည်ပါတယ်။သူ့သေဆုံးမှာပါ။သူ့ရဲ့လုံးဝအောင်မြင်မှုမရှိတဲ့တမိုင်းဝင်ဘွားကိုအဆုံးသတ်ရမလား။ ဒါတွေကြောင့်ပဲသူကြောက်နေတာပါနိုင်ငံရေးအရာပူတင်ကိုအထီးကျန်စေဖို့လုံးဝအောင်မြင်ခဲ့တယ်လို့မဆိုနိုင်ပါဘူးဘာလို့လဲဆိုတော့နိုင်ငံရေးအရာအထီးကျန်ချိန်မှာတော့ global south နိုင်ငံတွေကသူနဲ့ဆက်သွယ်မှုတွေရှိနေသေးပါပူတင်ကိုလုံးဝအထီးကျန်သေးဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့နိုင်ငံရေးအရအထီးကျန်ချိန်မှာတော့ Global South နိုင်ငံတွေကသူနဲ့ဆက်သွယ်မှုတွေကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ Southernistan ကဒီမှတ်ချက်တွေကိုပူတင်က Trump နဲ့သဘောတူထားတဲ့စစ်ရဲဆဲရေးကိုချိုးဖောက်ပြီးချိန်မှာပြောခဲ့တာပါ။ကျွန်တော်ပါဝင်လူအများက ဒါကပူတင်ရဲ့အိုမင်းနေတဲ့ကျမ်းမာရေးအခြေအနေကိုရည်ညွှန်းတယ်လို့ထင်ခဲ့ကြပါတယ်။ပူတင်ကအခု82နှစ်ရှိပြီးရုရှားမှာပြင်းပြတတန်းက68နှစ်ပဲရှိတာကြောင့်ပါ။ဒါပေမဲ့နည်းနည်းလေးလာကြည့်တော့ဒီမှတ်ချက်ကပူတင်ရဲ့အသက်အရွယ်ထက်သူ့ရဲ့ကျမ်းမာရေးပြဿနာတွေကိုပိုရည်ညွှန်းနေတာကိုနားလည်လာရပါတယ်။မကြသေးခင်ကပဲဟက်ကာတွေကရုရှားကအရေးကြီးကွန်ပျူတာတလုံးကိုဟက်နိုင်ခဲ့ပါတယ်။အဲဒီကွန်ပျူတာထဲမှာပူတင်ရဲ့ DNA data တွေကိုသိမ်းသိထားတာပါ။ဟက်ကာတွေအပြည့်အဝအသုံးပြုခွင့်ရသွားပြီး ဒါဟာတကယ်တော့ပထမဆုံးအချိန်ပါကမ္ဘာကပူတင်ရဲ့ DNA အချက်လက်တွေကိုပထမဆုံးရရှိလိုက်တာပါအခုထိပူတင်ဟာသူ့ရဲ့ DNA နဲ့ကျမ်းမာရေးအချက်လက်တွေကိုအများပြည်သူကြည့်ရှုဝင်မြအောင်အလွန်အမင်းဂရုစိုက်ခဲ့ပါတယ်မကြသေးငင်ကထွက်ပေါ်လာတဲ့သတင်းတပုတ်အရသူဘလောက်တောင်အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာသိရပါတယ်နိုင်ငံခြားခီးစဉ်တွေမှာသူ့ရဲ့အထူးကာဝေးတပ်ဖွဲ့ဝင်တွေဟာသူ့ရဲ့မစင်တွေကိုစုဆောင်းပြီးအိတ်ထက်ထက်ကရုရှားပြန်ယူလာရတဲ့အလုပ်ကိုလုပ်ရပါတယ်သူဒီလိုလုပ်ရတဲ့အကြောင်းရင်းကနိုင်ငံခြားဖွဲ့စည်းတွေသူ့ရဲ့ယောဂအခြေအနေတွေကိုမသိရှိစေချင်လို့ပါ တကယ်တော့စီးနယ်မစင်နမူနာတွေကနေရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင်းအများကြီးသိနိုင်ပါတယ်။ဒါကြောင့်လေပူတင်ဟာသေယူသွားလို့ရတဲ့အင်တာကိုယူသွားတာပါ။ဒါပေမဲ့မကြသေးရင်ကယူကရိန်းမီဒီယာ TSN ကဟက်ကာတွေဟာပူတင်ရဲ့ဝမ်ဝဲညီကိုရဲ့ကွန်ပျူတာကိုဟက်ပြီးသူ့ရဲ့မျိုးရိုးဗီဇာဆိုင်ရာအချက်အလက်တွေကိုရရှိသွားတယ်လို့ဖော်ပြခဲ့ပါတယ်။ TSN ကမေခေးပူတင်ဆိုတာကပူတင်ရဲ့အချက်ဆုံးဆွေမျိုးပါ။ပူတင်ရုရှားအာဏာရှင်ဖြစ်လာတဲ့အချိန်ကစပြီးမေခေးရဲ့ကံကြမ္မာအလွန်တိုးတက်လာပါတယ်။ ်ပူတင်အာနာမရခင်ကမိခေးဟာစိတ်ရောဂါအထူးကုဆရာဝန်တူဖြစ်ပြီးအခုတော့ Gazprom ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်နေပါတယ်။ဒီနှစ်ယောက်ဟာအလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ဒါပေမဲ့ဒီရင်းနှီးမှုကလက်တွေ့ဘဝမှာနေမကပါဘူး။ဒီဆွေးဆက်မှုကသူတို့ရဲ့ DNA အထိပါဆက်နွယ်နေပါတယ်။ဗလာဒီမာပူတင်ရဲ့အဖိုးအဖွားတွေဟာမိခေးပူတင်ရဲ့အဖိုးအဖွားကြီးတွေလည်းဖြစ်နေတာကြောင့်သူတို့နှစ်ဦးရဲ့ DNA တူညီမှုတွေကပူတင်ရဲ့မိသားစုဆိုင်ရာကျမ်းမာရေးအခြေအနေတွေကိုအများကြီးဖော်ပြနေပါတယ်။ DSN ရဲ့စုံစမ်းစစ်ဆေးမှုအရ hacker တွေရရှိခဲ့တဲ့ DNA data တွေမှာစိတ်ကြယောဂါအပါအဝင်စိုးရင်စရာကောင်းတဲ့မျိုးရိုးဗီဇာပြောင်းလဲမှုတွေကိုတွေ့ရှိခဲ့ပါတယ်။ပူတင်အာဏာရလာတဲ့အချိန်ကစပြီးသူဆောင်ရွက်ခဲ့တဲ့အချို့လုပ်ရက်တွေကဒီအချက်ကိုအတည်ပြုနေပါတယ်။ COVID-19 ကာလကိုဥပမာထားကြည့်အောင်2020ပြည့်နှစ်တုန်းကပူတင်ဟာသူ့နန်းတော်မှာအထူးပိုးသက်ထားတဲ့ဥမင်လှိုင်ကောင်းတစ်ခုစောက်ထားပြီးလာရောက်လည်ပတ်သူတိုင်းဒီဥမင်ကနေဖြတ်တန်းရပါတယ်။ကယောဂါကာလမှာပူတင်ကအလွန်အမင်းစိုးရိမ်ပူပန်နေခဲ့လို့ပါ။ဒါပေမဲ့ဒါကသူ့ရဲ့စိုးရိမ်မှုရဲ့စတင်ချက်ပါပဲ ရုရှားဟာနိုင်ငံကြီးတနိုင်ငံဖြစ်ပြီးနယ်မြေကျယ်ဝန်းပေမဲ့ပူတင်ကလေရင်နဲ့ခီးသွားရတာကိုမုံပါတယ်သူ့အမြင်မှာရုရှားမှာလေရင်တွေကစိတ်မချရဘူးလို့ထင်နေတာပါဒါကြောင့်လဲသူကတမရအတွက်အထူးယထာတစီတိဆောက်ထားတာပါဒီယထာနဲ့ပဲနိုင်ငံတွေအတွင်းခရီးတွေသွားပါတယ်ဒါပေမဲ့စိုးရင်စိတ်ကြီးတဲ့ပူတင်အတွက်တော့ဒါတောင်မလုံလောက်သေးပါဘူးဒါကြောင့်သူလှုပ်ခဲတာကသူပိုင်ဆိုင်တဲ့နန်းတော်တိုင်းမှာယထာပူတောင်ရုံတွေဆောက်ထားတာပါ ဒါဆိုသူ့အိမ်နဲ့ရထားကနေအပြင်ကိုမထွက်ရဘဲနေနိုင်မှာပေါ့မဖြစ်မနေလိုအပ်မှသာအပြင်ထွက်ပါတယ်ဒါကြောင့်ပူတင်ကိုစိုးရင်စိတ်ကြီးတယ်လို့ပြောရင်လုံလောက်မှာမဟုတ်ပါဘူးဒါပေမဲ့ DNA ရလဒ်တွေကဒီတစ်ခုတည်းကိုပြနေတာမဟုတ်ပါဘူးပူတင်မှာဒူပူရှန်ကွန်ထရက်ချာလို့ခေါ်တဲ့မျိုးရိုးဗီဇာဆိုင်ရာယောဂါဖြစ်နိုင်တယ်မြင့်မားနေပါတယ်ဒီယောဂါကလက်တွေကိုပုံပြက်စေပါတယ်ခရမလင်ကဓာတ်ပုံတွေမှာလည်းပူတင်မှာဒီယောဂါရှိနိုင်တယ်ဆိုတာအတည်ပြုနေပါတယ်စိတ်ဝင်စားစရာကောင်းတာကပူတင်မှာယောဂါတစ်ခုခုရှိနေသလားဆိုတာအကြောင်းအများကြီးပြောဆိုနေကြတာပါ ဗီဒီယိုတွေမှာသူတုံနေတာကိုမကြခဏမြင်ရလို့ပါဒါကြောင့်လည်းသူ့ကိုစပွဲကိုကင်ထားတဲ့ပုံတွေဒါမှမဟုတ် AI နဲ့လုပ်ထားတဲ့လက်အထုတွေနဲ့တွေ့ရတတ်ပါတယ်ခရမလင်ကသူ့ရဲ့တကယ်လက်ကိုကဘာကမြင်ရအောင်မပြချင်လို့ပါဒါကမျိုးရိုးဗီဇာနဲ့ဆိုင်နိုင်ပေမဲ့ DNA ရလက်တွေမှာတော့အတိအကျပြနေတာမျိုးမတွေ့ရပါဘူးအခုဆိုရင်ရုရှားကောင်းဆောင်ရဲ့အဆုံးသက်ချိန်နီးလာပြီလို့သာမျှော်လင့်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူရှိနေတဲ့ပြည်ရုရှားစစ်သားတွေကစစ်မြေပြင်မှာဆက်သေနေအောင်ပါမကြသေးခင်ကထွက်ပေါ်လာတဲ့အစီအစဉ်ခန်းစားအရာ ပြီးခဲ့တဲ့ရက်အနေငယ်တွင် Donetsk မှာမအောင်မြင်တဲ့တိုက်စစ်တွေအပြီးရုရှားစစ်သား၈ယောက်ကိုကိုကိုအဆုံးစီရင်ခဲ့ကြပြန်ပါတယ်။ဒါကယူကရိန်း drone ကမှတ်တမ်းတင်ထားတဲ့အရာပါ။တကယ်တော့ဒီထက်မကအများပြားစွာသောစစ်သားတွေကဒီစစ်ပွဲကိုဆက်မတိုက်ချင်တော့တာဒါမှမဟုတ်ရုရှားတပ်ရဲ့အသားတုံးတိုက်စစ်မှာအလွန်မင်းတန်ရာရနေလို့မိမိကိုကိုအဆုံးစီရင်နေကြတာပါ။တတိထားရမှာကဒီစစ်သားအများစုဟာအသက်၈20ဝန်းကျင်လူငယ်တွေဖြစ်ပြီးမိသားစုဝန်ရည်အတွက်စစ်မြေပြင်ကိုရောက်လာကြတာပါရုရှားအစိုးရကဒီစစ်သားတွေကိုစာချုပ်ချုပ်ဆိုကြီးဒေါ်လာ၄000 လစာဒေါ်လာတစ်လ2000ဒံရရရင်အပိုစုကြီးဒေါ်လာ3000ကြာဆုံးရင်မိသားစုကိုဒေါ်လာ8000ပေးပါတယ်ဒီမှာနောက်ထပ်သိထားရမှာကဒီစစ်သားအများစုဟာရုရှားရဲ့စင်းရဲတဲ့ဒေတာတွေကလာပြီးစီးပွားရေးအခွင့်အလမ်းနဲ့လို့မိသားစုအတွက်ဝင်ငွေရှာဖို့စစ်တပ်ထဲဝင်ကြတာပါဒီလိုနဲ့ပူတင်ကသူတို့ကိုအလုံးရင်းနဲ့သိရမယ်စစ်မဟာဗျူဟာမှာအသုံးချနေပါတယ်ပူတင်ကသူတို့ကို meat grinder မဟာဗျူဟာအတွက်အလွယ်တကူဆွလွန်နိုင်တဲ့စစ်တီတွေဖြစ်အသုံးချနေပါတယ်။စစ်မျက်နှာမှာခြားဆောင်မှုတွေကရုရှားစီးပွားရေးလောကထက်ပိုဆိုးွားနေပါတယ်။ဥပမာအနေနဲ့အသက်၁၈နှစ်အရွယ်ရုရှားစစ်သားတဦးရဲ့ပြောပြချက်ကျွန်တော်က Bashkar လို့မြည်ရတဲ့နှစ်ခွန်နှစ်ရေတက်တက်ရင်ကစစ်သားပါ။တရင်မှုရဲ့မိန့်နဲ့တိုက်စစ်မထွက်ချင်တဲ့သူတွေစီက Ruble 135,000ဒေါ်လာ11,500ကောက်ခံခဲ့ရပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်ကိုယ်တိုင်ကိုတိုက်စစ်ထွက်ဖို့အမိန့်ပေးခံရတယ်။ စပါတက်ကလို့မြည်ရတဲ့လူကကျွန်တော်ကိုတတ်ဖို့အမိန့်ရှိတယ်လို့ချိန်ချောက်ခဲ့တယ်။တရက်နှစ်ရက်လောက်ကျွန်တော်ဆက်သွယ်မှုပြတ်နေရင်ဒီဗီဒီယိုကိုဖြန့်ချိလိုက်ပါလို့ပြောထားပါတယ်။ဒီတော့တွင်ရုရှားတပ်မတော်ကမဖြစ်တင်းနိုင်တဲ့စစ်တီတွေနဲ့ရုန်းကန်နေရပြီးမြောက်ကိုရီးယားကိုစစ်တီတောင်းနေရပါတယ်။ပူတင်ကယူကရိန်းအစိုးရကိုအစားထိုးကျင်နေပြီး KF အစိုးရကိုတရားမဝင်ဘူးလို့ဆွဆွဲကကုလသမဂ္ဂဦးဆောင်တဲ့အုပ်ချုပ်ရေးစနစ်ကယူကရိန်းလူမျိုးတွေအတွက်ပိုကောင်းမယ်လို့ပြောနေပါတယ်။ကျွန်တော်ကတော့ဒီအကြံကောင်းတယ်လို့ထင်ပါတယ်။ကုလသမဂ္ဂဦးဆောင်တဲ့အုပ်ချုပ်ရေးစနစ်တွေပုံများတင်ပါတယ်။ ဒါပေမဲ့ယူကရိန်းထက်ခေါင်းဆောင်တဦး25နှစ်ကြာအာဏာရှိနေတဲ့နိုင်ငံကိုပူအာယုံစိုက်တင်တယ်လို့ထင်ပါတယ်။ဒါကဒီမိုကရေစီမဟုတ်ဘူးလို့ထင်လို့ပါ။ပူတင်ကကျွန်တော်တို့ကဒီပြဿနာကိုငြိမ်းချမ်းစွာဖြေရှင်းဖို့သဘောတူပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေကိုဖြစ်စေတဲ့အရင်းခံအကြောင်းရင်းတွေကိုဖြေရှင်းရပါမယ်။ရုရှားရဲ့လုံခြုံရေးကိုရေရှည်အာမခံချက်ပေးရမယ်။ဒီအလို့အတွက်အမေရိကန်တွေမကပဲတရုတ်၊အိန္ဒိယ၊ဘရာဇီး၊တောင်အာဖရိက၊ BRIC နိုင်ငံတွေနဲ့လည်းပူးပေါင်းရမယ်။မြောက်ကိုရီးယားနဲ့တောင်ပူးပေါင်းမှုအဆင့်တင်ဖြစ်နေပါပြီ။ဥရောပတစ်ခွင်လုံးနဲ့လည်းလက်တွဲနိုင်ပါတယ်။ သူတို့ကမတိမငြိမ်ဖြစ်နေပြီးအချိန်တိုင်းကျွန်တော်တို့ကိုလှည့်သားဖို့ကြိုးစားနေကြတယ်။ဒါပေမဲ့အထူးကပြဿနာက1982လွန်ကာလဆိုဗီယက်ပြည်ထောင်စုပြိုကွဲချိန်ကလေးကယူကရိန်းမှာနာဇီကီလို့ခေါ်တဲ့နာဇီဝါဒဝါဒီတွေရဲ့လွှမ်းမိုးမှုအများများနေတာပါ။ဒီအချိန်တွေကဘာကိုဖြစ်စေတယ်လဲဆိုတော့အခုဖွဲ့စည်းပုံအရတော့တရားဝင်မဟုတ်တဲ့အစိုးရရွေးကောက်ပွဲမရှိပဲတကယ့်အာဏာကအဇော့ဖ်တို့လိုနာဇီဝါဒီအဖွဲ့တွေလက်ထဲရောက်နေတဲ့အခါ ဘသူနဲ့စာချုပ်ချုပ်မှာလဲဒီစာချုပ်တွေကတရားဝင်မှုရှိမှာလားဆိုတဲ့ပြဿနာတွေပေါ်လာပါတယ်မနက်ဖြန်အစိုးရအသစ်တက်လာရင်ဒီစာချုပ်တွေကိုအတိအမှတ်မပြုတ်ဘူးဆိုရင်ဘာဖြစ်မလဲဒီလိုအခြေအနေမျိုးမှာနိုင်ငံတကာအလေ့အကျင့်ကကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းတွေအနေနဲ့ဂျာယီအုပ်ချုပ်ရေးစနစ် external administration ကျင့်သုံးဖို့ပါပဲကုလသမဂ္ဂရဲ့အကာအကွယ်အောက်မှာ American ဥရောပနိုင်ငံတွေနဲ့အတူယာယီအုပ်ချုပ်ရေးစနစ်ကိုဆွေးနွေးနိုင်ပါတယ် Democratic ရွေးကောက်ပွဲတွေကျင်းပပြီးလူထုယုံကြည်မှုရတဲ့အစိုးရတရက်ကိုတင်ဖြောက်ဖို့ငြိမ်းချမ်းရေးစာချုပ်တွေချုပ်ဆိုဖို့ရည်ရွယ်ပါတယ် ဒါပေမဲ့ပူတင်ပြောလိုက်တာနဲ့ပြိုင်နဲ့အမေရိကန်ကဒီအကြံကိုပယ်ချလိုက်ပါတယ်။ကုလသမဂ္ဂမှလည်းယူကရိန်းမှာကောင်းမွန်တဲ့ဒီမိုကရေစီစနစ်ရှိနေပြီလို့ပြောလိုက်ပါတယ်။မတ်ဗီဒက်ကယူကရိန်းမှာတရားဝင်အစိုးရရှိတယ်။လေးစားရမယ်လို့ကုလသမဂ္ဂမှပြောတာကိုလုံးဝမှားယွင်းတဲ့မူသားပါ။သူတို့ကတရားဝင်မဟုတ်ဘူး။လေးစားစရာမလိုဘူးလို့ပြန်ပြောပါတယ်။တကယ်တော့ယူကရိန်းစစ်သားတွေထက်ရုရှားလူမျိုးတွေကပိုများများသိနေပါတယ်။ဒီလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂအုပ်ချုပ်ရေးစနစ်ကျင့်သုံးမှုဆိုရင်ရုရှားကယူကရိန်းထပ်ပိုးပြီးဦးစားပိတ်ခင်ရမယ့်နိုင်ငံဖြစ်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်